အားလုံးမင်္ဂလာပါပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနီလီတနည်းဖြစ်ပါစို့ဒီညာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ Arsenal ကိုဒါမနီးကလည်းဒါကျွန်တော်လမ်းကြောင်းမှန်ရောက်တယ်ဆိုပြီးကျွန်တော်ပြောထားခဲ့တာကိုတွေးရမယ်ဟိုဟာလည်းဒါကျွန်တော်ဟိုလိုပုံစံမျိုးပြောထားခဲ့တာကိုတွေးရမယ်ဟိုဟာအကြောင်းလည်းပြောထားတယ်ဒီဟာအကြောင်းလည်းပြောထားတယ်ပြောထားတယ်အများကြီးပဲပေါ့အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ Arsenal နဲ့ပတ်သက်ပြီးကျွန်တော် football and business ဆိုပြီးအကန့်လုတ်ပေးတာလွန်ခဲ့တဲ့တစ်လလောက်ကတစ်ခေါက်လုတ်ပေးဦးတော့ရှိပေမဲ့အခုမှခင်ဗျားတို့နည်းနည်းလေးပြပြမယ်နော်အဲ့တော့ ဒါကျွန်တော်တို့ Cronky တို့အုပ်စုလက်ထက်မှာလက်ရှိဒီနောက်ပိုင်းဒါကျွန်တော် Arsenal အသင်းအနေနဲ့ကိုတကယ်ကိုအားရဖို့ကောင်းတာကတော့ သူတို့ရဲ့ဒါကျွန်တော်စီးပွားရေးပဲအချမ်းပဲ Arsenal commercial value ကခုလက်ရှိမှာ London သိနေမှာ Tottenham Hotspur အသင်းကိုဒါကျွန်တော်တို့လက်ရှိ Chelsea အသင်းကိုကြော်ပြီးတော့ဒါ၃နှစ်ဆက် revenue ရာကို commercial value ရာအဖက်ဖက်ကနေပြီးတော့ကြော်တက်နေတာရှိခဲ့ပြီအဲ့တော့ဒီနေရာမှာဒါကျွန်တော်လက်ရှိအသင်းရဲ့ခြေစွမ်းနဲ့လည်းတော်တော်လေးကိုစိုင်တယ်လို့ကျွန်တော်တို့ပြောလို့ရမယ်ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်လက်ရှိအချင်းကြီးကြီးပဲမဟုတ်ပဲနေတာအသင်းရဲ့ခြေစွမ်းပိုင်းကလည်းအများကြီးရေးပါတယ်ဒါကျွန်တော်မှတ်မှတ်ရဲ့ Arsenal အသင်းကိုကျွန်တော်ဒါ London ရောက်တဲ့အချိန်မှာစကြည့်တဲ့အချိန်မှာလက်မှတ်ကဝယ်ရတော့ လွယ်တယ်မှာပါကျွန်တော်နဲ့ကိုချန်နဲ့ဆိုတော့အာဆနယ်ဘွေကိုခဏခဏသွားကြည့်ရတယ်မှာပါတယ်အာဆနယ်တင်းနေရင်တော့လက်မှတ်ဝယ်ရတာလွယ်တယ်ဘယ်လောက်ထိလွယ်လဲဆိုတော့ကျွန်တော်တို့အာဆနယ်တင်းနေကိကြည့်နေတယ်ဆိုရင် ဘသူရင်း membership ပဲ membership ကနေဒါကျွန်တော်တို့တခါတန်းဝင်လိုက်ပဲအဲတော့ Arsenal ပြည်သက်ဒီဘလောက်တိတော့ Arsenal သူစိတ်ပြန်နေလဲဆိုခင်ဗျားကျွန်တော်ပြောပြမယ်ပေါ့နော်ဒါကျွန်တော်တို့မြောက်လန်ဒန်ဒါဘီဖြစ်တယ် Tottenham Hotspur ပွဲစဉ်မှာတော့မှဒါကျွန်တော်အဲ့လိုပုံမှန်မှာတော့ကျွန်တော်နောက်ဆုံးရက်ထိဘောလုံးလက်မှတ်ကိုဝယ်လို့ရတဲ့အထိကို Arsenal ဘက်ကနေပြီးတော့လက်မှတ်တော်တော်လေးအဲ့တော့ပြောချင်တာဗျာဒါကုနာဘောတချို့ကြရတဲ့ဒီညမှာအဌာနာကောက်တာရှိတာဘာလဲဆိုတော့ဒါ Arsenal အသင်းနေနဲ့ဒါကစားသမားဟိုကျွန်တော်ဒါအချိန်နေကောင်းမှလူတွေကအားပေးတယ်ဆိုတချို့နေနေတာဒါပေမဲ့ မဟုတ်ပြခုနပြောဆိုကိုပတ်ဆံကျွန်တော်အတိတယောက်ပြောရပေါ့ငိုလက်ရှိမှာကိုပတ်ဆံဘေးထိုင်ခွင်းနေသွားချင်းကိုစိတ်ချမ်းချမ်းသာသာပဲကြည့်ချင်တာရှင်းရှင်းလေးခုနပြောဆိုခင်ဗျဘလုံးကွင်းတကွင်းသွားတာဒီပြည်တဲ့လန်ဒန်မြို့တဲကလူတယောက်နေနေတော့အင်ပတန်မှာခတ်တယ်ခင်ဗျအဲ့ဒီဘလုံးကွင်းသွားပြီးဆိုမနက်ကသွားညလောက်မှပြန်ရတာကျွန်တော်တို့လို့ဒါကျွန်တော်တို့လက်ရှိမှာအာဆနယ်ကွင်းတော်တန်ဟော့စပါကွင်းတို့နန်ဒီရဲ့လူတော်မှာကျွန်တော်ဒါတနေ့ကုန်နေခင်ဗျဘလုံးကွင်းတစ်ပွဲက ဲ့တော့အဝေးကကြည့်ရမယ်ဘာလို့လဲရှင်ကျွန်တော်အခုလက်ရှိဒါကျွန်တော်အိမ်နဲ့အိမ်နေရပေါ့နော်ကျွန်တော်ဒါဘလုံးပွဲနေရတော်တန်ဟော့စပါအိမ်ခွင်းနားနေမယ်ကျွန်တော်လက်ရှိအခုလက်ရှိကျွန်တော်တာဒါဘရန်ဖို့တို့အိမ်ခွင်းနားအိမ်နားမှာလန်ဒန်မြို့ကကျွန်တော်နေတယ်ဆိုရင်အဲ့ဒီအိမ်ကနေပြီးတော့ကျွန်တော်ဒါတော်တန်ဟော့စပါကိုသွားကြည့်တယ်ဆိုခပဲတက်လီကုန်းနေနော်ကျွန်တော်ဒါဒီကနေရထားစီရအားလုံးပေါင်းတနင်္ဂနွေနေ့45မိနစ်ချိန်ပေးရတယ်အသွားပြန်ရင်ပဲအတွက်မှာဆို40မိနစ်4နိုင်လောက်ချိန်ပေးရတယ်ရထားစီရဘလုံးပွဲမှာ2နိုင်ခွဲ3နိုင်အဲ့မှာ8နိုင်ဖြစ်သွားပြီ ကျွန်မစဉ်းစားကြည့်တော့ဘိုးစင်တာဗျာအိတ်ထားမှာခင်ဗျာပတ်စံကုန်ထားတဲ့အနေထားမှာလည်းရှိသေးတယ်ပတ်စံကုန်ထားတဲ့အနေထားမှာခင်ဗျာခုနကပြောဆိုအဲ့တော့ပြောချင်တာဗျာပရိသတ်တရားခစားချက်ဆိုအသင်းနေနဲ့ဆုပ်ပြတ်တက်ရင်တော့ဒါမှကျွန်တော်ပြောဆိုပေးတာအိမ်မှာပဲကျွန်တော်ကြိုးရတာကျွန်တော် ပေါင်20လောက်ပေးပြီးတော့ ECG မှာဘောတော်မှာဘာလို့သူကဒုက္ခပေးခံပါလဲအော်လက်ရှိမှာအသင်းတိုးတက်လာနေမြတ်ပရိသတ်တရားဒီနေရာမှာတာဝန်ကြီးတဲ့နေရာမှာအရန်ပါလာတယ်ပြီးတော့ဒီနေရာမှာဒါကျွန်တော်ထင်တာဗောနော်ခရွန်ကီတို့အုပ်စုဘက်ကတော်တော်ကြီးကိုဒါကျွန်တော်တို့ပါသွားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ် ဘာလို့ဒီလိုကျွန်တော်ပြောရလဲဒီစကားကိုဘာလို့ပြောရလဲလက်ရှိမှာဒါကျွန်တော် Cronky အနေနဲ့အသိအောင်မြင်စီးပွားရေးရပါအောင်မြင်မယ်ဆိုတော့တို့ကောင်းကောင်းကြီးနားလေသွားတယ်ဒါကို Balloon Prick တို့ sorry sorry Balloon ပိုင်ရှင်ရောက်တရာမှာတရာလုံးသိစင်တယ်ကျွန်တော်အမြင်ပေါ့နော်အဲ့တော့အသိအောင်မြင်နောက်ကပြိတက်လိုက်လာမယ်ဆိုတာ Manchester City လေအဲ့ဒီ hack ကိုရသွားပြီဘာလို့ Manchester City တိဒါပုံမှန်လည်းပြောမယ်လက်ရှိမှာဒါကြီးချောက်ကြီးတောင်မှာကျွန်တော်တော်တန် horse path နဲ့တောင်ဖလားရတာနောက်ကျရတဲ့လူတွေမှာပါတယ်ဒါပေမဲ့ဒီနောက်မှာအခုလက်ရှိမှာ City အသင်းကဒါကျွန်တော်တို့ ရီးမီးယားလိမှာဒါကျွန်တော် United နဲ့ Liverpool ပြီးရင်ဒါ Chelsea, Spurs, Arsenal တို့ကိုကြော်ပြီးတော့ဒါကျွန်တော်တို့ပြီးတော့တကယ်တမ်းအခုလက်ရှိမှာ City အသင်းနဲ့ net net မှာပေါ့နော် net profit အသက်တွေအမြတ်မှာ Liverpool နဲ့ Manchester United ကိုတော့ကြော်ပြီးအသက်တွေအမြတ်မှာနံပါတ်1ဖြစ်နေတာလင်းနေဆက်ရှိပြီအဲ့ဒါခါကျရင်ခုနပြောလို့ပဲအသင်းကအဆင်ပြေနေနောက်ကပရိသတ်ကအော်တိုလိုက်လာနိုင်မယ်ဒါခမားနေခမား Glory Hunter ပြောဘာပြောဒါဟာ hard reality ပဲအခုလက်ရှိမှာခမားဝင်ဝင်များသေးတယ်မှာ PSG အမြဲတမ်းပါတယ်ဘာကြောင့်လဲအဲ့ဒါပဲ အဲ့ပြောချင်တာဗျာတော်ဦးနာပေါ်ဆိုပြကျွန်တော်တို့ကဒါကိုကိုအသိမလို့ကိုအသိကိုအသိဆိုပြီးဒါကျွန်တော်စိတ်ညစ်ခံပြီးကြည့်နေချို့အလိုမဟုတ်ဘူးရှင်းရှင်းလေးထပါအဲ့တော့လက်ရှိမှာဦးနာပေါ်ဆိုအဲ့ဒါကျွန်တော်လက်ရှိမှာအာဆုံးအသိနေတာ commercial value ရအခုလက်ရှိမှာအသိတူးတက်လာတဲ့အချိန်မှာ queen twin အောင်မြင်မှုနေတဲ့အောင်ဒါ queen ဝင်ကြီးရအိမ်မှာတမအဲ့တော့ queen ဝင်ကြီးရဘလောက်ထိသွားလဲဆိုတော့ကျွန်တော်နည်းနည်းလေးဆွေးနွေးအောင် ကွင်းဝင်ကြီးရအခုလက်ရှိမှာအာဆင်နယ်အသင်းအနေနဲ့ဒါကျွန်တော်ခါတိုင်းနဲ့တည်းထ22နှစ်ရာခိုင်နှုန်းပို့ပြီးထွက်တတ်သွားတယ်ဒီနေ့မှာကျွန်တော်အာဆင်နယ်အသင်းဒါအမြဲတမ်းကွင်းလုံးကျရောင်းရတယ်ဒါကျွန်တော်ရရှိအာဆင်နယ်အသင်းရဲ့ FA ဖလားကာရာဘောက်ဖလားမှာအစားကွင်းလုံးကျအများကြီးရောင်းရတယ်အဝေးကွင်းလက်မှတ်မှာဆိုအာဆင်နယ်အသင်းဘက်ကနေပြီးတော့လွတ်တဲ့လက်မှတ်ကိုမရှိခမရခမရဒါကျွန်တော်ဆွစ်ဇာလန်မှာသွားကြင်ကြင်အမေရိကမှာသွားကြင်ကြင်ကြဲ့နေမှာသွားကြင်အာဆင်နယ်အသင်းရဲ့အဝေးကွင်းလက်မှတ်ဆိုဘယ်ဟာအင်မတန်မှခက်ခဲကျွန်တော်ကျွန်တော်ပြတ်မယုံကိုချောင်းအောင်သွားပြီးလို့ရတယ်အခုချိန်မှာဒါအာဆင်နယ်အာဆင်နယ် official website ကဝယ်ပြီးဆိုအင်မဒါ ါတော်မှလက်ရှိမှာ Arsenal official website မပြောရင်တော့မှောင်ခိုမှာလက်ရှိမှာဈေးကြီးဆုံးလက်မှတ်က Real Madrid လက်မှတ်နဲ့ Arsenal လက်မှတ်ကမှောင်ခိုမှာမျက်ဈေးကြီးဆုံးပဲ။ဝေးရလက်အခက်ဆုံးနဲ့မှာပါတယ်။အဲ့လိုမျိုးပုံစံမျိုးပေါ့နော်။အဲ့တော့ ပြောချင်တာအဖြစ်အရရှိရှိနေအဲ့တော့ queen twin ရဲ့ success rate ကလုံးဝအိုင်အဲ့တော့ queen twin မှာလူလာပြီဆိုရင်ပြိသက်အငဲတန်း9000ကျော်ရှိတဲ့ queen တစ်ခုမှာအဲ့နောက်က commercial အများနဲ့တက်မှာပဲအဲ့ဒီ queen ထဲမှာလူတွေအနေနဲ့ကျွန်တော်ဒါ half time ဖြစ်ဖြစ်ပွဲမတိုင်ရဖြစ်ဖြစ်ဒါပွဲပြီးရင်ဖြစ်ထိုင်နေတာတို့ပါအဲ့ queen ပတ်ချာလေးမှာကြွညာတွေအများကြီးလာအဲ့တော့အာဆိုသိတဲ့ဒီညမှာကြွညာခန္ဓာမှာလည်းလုံးဝလုံးဝကစီကျွန်တော်ပြောတော့ပဲအချိန်မဆွဲဘူးအာဆိုသိတဲ့ခုလက်ရှိမှာဒါကျွန်တော် visit rwanda ပေါ့နော်ဒါကျွန်တော်တို့လက်ရှိဒါလက်မောင်းစပွန်ဆာကိုလည်းကျွန်တော်တို့လက်ရှိ9နှစ်ထပ်ပြီးတူဖို့ရှိတယ်ပတ်စံမြများအဲ့တော့အာဆိုသိတဲ့ဒီ နေရာမှာသူ့ဒီဒါကျွန်တော်ဘေးပတ်ဝန်းကျင်ကိုမတိကြပဲဒါကျွန်တော်သူ့အနေနဲ့ visit rwanda နည်းနည်းလေးကျွန်တော်တို့ controversy ဖြစ်ပေမဲ့ဒါသူ့လက်ရှိ sponsor တော်တော်များများက arsenal အသင်းအနေနဲ့အသင်းပေါ် impact ရှိပြီးတော့အသင်းမှာအဆင်ပြေမယ်ဆိုတော့သူတို့အနေနဲ့လက်ခံဖို့အဆင်သင့်မယ်ဒါဟာလက်ရှိတွားနေတဲ့ arsenal ပဲအဲ့တော့ arsenal အသင်းရဲ့ commercial ဘက်မှာလည်းတကယ်ကိုဒါကျွန်တော်တို့လက်မထောင်ပြီးခူးဒုစလို့ပြောလို့ရမယ်တိကိုတော်တော်လေးကိုကောင်းတဲ့အသင်းဖြစ်နေလုံးဝလုံးဝငြင်းလို့မရဘူးနော်အဲ့တော့ arsenal အသင်းရဲ့ဘာစလုံးမှာလဲဘာတွေဖြစ်မှာလဲဘယ်လိုသွားမှာလဲအဲ့ဒါတွေအဖြေတော့အကုန်လုံး cronkito ဆိုမှရှိပြီးသား အားဆုံးတင်းနဲ့ခုလက်ရှိမှာပြန်ကြည့်မယ်ဆိုရင်တကယ်တမ်းနင်လား၅လားဟိဆိုတဲ့ movement မှာအစီပွားရေးရမှာအင်ဂျီ value ရပြန်ကြည့်အောင်အမှန်တမ်းပြောမယ်အားဆုံးတင်းနဲ့နောက်ပိုင်းမှာပေါ့နော် Liverpool လက်ရှိတော့ကျွန်တော်တို့ဟိုစာချုပ်ချုပ်ထားတဲ့လက်ရှိမှာဒါကျွန်တော်တို့ Liverpool editors နဲ့စာချုပ်ချုပ်တဲ့ပုံစံဘယ်လိုတင်လဲဒါကျွန်တော်တို့အားဆုံးတင်းခုလက်ရှိမှာပြည်သက်အရမ်းများခုလက်ရှိမှာဒါကျွန်တော်တို့ကစားသမားတစ်မော်စကာရာလောက်ကလွင်ကစားသမားတစ်ဟင်ကာပီကအစားအင်ဂျီတင်တယ်ဆိုတာနဲ့အဲ့ဒီအင်ဂျီအကုန်လုံး100%ရောင်းထွက်တာကိုအမြဲတမ်းလူလူတွေ့ရမယ်တဲ့မှာပါတယ် အဲ့ဒါကအမြဲတမ်းပြန်ကြည့်မယ်ဆိုတကယ်လမ်းပြန်ထွက်တဲ့ moment တစ်ခုလို့ ကျွန်တော်အနေနဲ့ပုံကူကြီးရကျွန်တော်မြင်တယ်အဲ့ဒါတကယ်ကိုကောင်းတဲ့အနေထားတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာဒီညမှာဒါအောင်ကျွန်တော်အရင်နောက်ပိုင်းညအာဆနိုသိတယ်အက်ဒီဒက်ဆန်စာချုပ်ပြန်ချုပ်ပြီးဆိုအိုက်အဲ့ဒါအိုက်ဆန်အက်ဒီဆန်ဟုတ်တယ်အက်ဒီဆန်စာချုပ်ပြန်ချုပ်ပြီးဆိုအာဆနိုသိနေတယ်ဒါကျွန်တော်ရှက်စီရဲ့ပါစန်တီတစ်ခုကိုယူပြီးသူတို့နေ overall ကို short တင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပေါ့ဆိုအာဆနိုသိမှာကဘာတဝမ်းမှာ official injury တွေဝယ်လူတွေမှာတောက်တောက်လင်းနေအများကြီးပဲအဲ့ဒါကိုဖိပြီးလက်ရှိမှာ Liverpool လို့ပဲပါစန်တီကိုမှဗျာ100-95ရာခိုင်နှုန်းရတယ်ဆိုပဲခင်ဗျာအာဆနိုသိနေတာကျွန်တော် official store ကဝယ်လမ်း ြန်ထွက်တော့ဆိုရင်အများကြီးဝယ်လို့ရမယ်တယ်မှာပါတယ်ဟုတ်တယ်မလားအဲ့တော့ပြောချင်တာဗျာဒီလက်ရှိမှာဒါကျတော့ဒီလိုပုံစံမျိုးအာစနယ်သွားမယ်ပြီးရင်လက်ရှိဘယ်ဘက်ကကြီးကြီးအာစနယ်ကစီးပွားရေးမှာအချက်ချအရန်ကြာနေတယ်တယ်မှာပါတယ်အော်အာစနယ်အသင်းရဲ့လက်ရှိမှာဒါကျတော့လန်ဒန်အသင်းရဲ့မှာကျတော့နံပါတ်1ဖြစ်တာ30 40 40ဖြစ်လာခဲ့ပြီနောက်ပိုင်းကျရင်ဒီထက်ပိုပြီးတော့ကောင်းမှာအဲ့တော့ဒီနေရာမှာအာစနယ်အသင်းနဲ့ဒါကျတော့ကွေးမြင်စီးပွားရေးကတကယ်ကိုလက်ကြီးစရာမလိုလို့မြင်ဒါကြောင့်မို့လက်ရှိမှာလူတော်များမသိတဲ့အချက်ကလက်ရှိမှာ3နှစ်ပေါင်းရင်တရနဲ့5တန်းရှုံလို့ရတယ်အာစနယ်အသင်းရဲ့လက်ရှိ commercial value ticketing value match day value broadcast CS value ကကြောက်စရာကောင်းတယ်။သူများအသိနဲ့ဟာတယ်မဒီကစားဒီအသိကလူမယောင်းမင်းနဲ့လူတွေဘယ်လိုခေါ်နေတာလဲဆိုတော့လူတော်များအဓိကလုံးဝနားမလဲတဲ့အချက်တစ်ခုကဘာလဲဆိုတော့ ဒီလူအသင်းတိုင်းကလူရောင်းပြီးလူဝယ်စရာမလို့ဆရာသမားတို့တိလားကျွန်တော်တို့အသင်းတိုင်းက၁၅တန်းကိုဘလူပဲမရှုံးနေရှုံးနေရပြီအဓိကအဲ့ဒါပဲအဓိကတော့သွားမယ်လမ်းကြောင်းကအဲ့ဒါပဲအာဆောက်သိနေခုလက်ရှိမှာ၁၅တန်းရှုံးမှုနေတာလက်ရှိနှစ်တိုင်းလို့လို့လက်ရှိမှာ P ရော NP ကတော်တော်လေးကိုတက်တက်လာတာတွေ့ရမယ်ဟိုတလောဆိုတော့ကျွန်တော်600ခိုင်နှုန်းလီတက်သွားတယ်မြင်ခင်ဗျ NP 600ခိုင်နှုန်းဆိုတော့ဘလောက်တိကြောက်ဖို့ခေါင်းသိလားတန်း၁၀၀မှာ6တန်းပူပူပြီးတက်လာတယ်တန်း900မှာ တန်း30ဘူးတက်တယ်အဲ့ဒါကကြောက်ဖို့ကောင်းဆုံးပဲအဲ့တော့ MP မှာ600ခိုင်လုံးတက်တယ်ဆိုတော့အင်မတန်ဒါ1 quarter နော်တစ်နှစ်လုံးပေါ့အဲ့တော့ Arsenal အသေးနဲ့တကယ်တမ်းစီးပွားရေးဘက်မှာကြည့်တယ်တကယ်ကိုလက်မထောင်နေတဲ့အနေထားမှာရှိတယ်တကယ်ဝင်လက်တာ Arsenal ဒီညမှာတာချီချူးရမှာတော့ Arsenal ပြည်သက်တွေပဲပြည်သက်တွေနဲ့တကယ်ကိုတာဝင်အခြေလွန်နဲ့ ပြိတက်ဒီလူပဲကျွန်တော်အနေနဲ့100%မြင်တယ်တကယ်လေဒီပြိတက်ဒီရှိမှာပဲအာဆုံးသေးတယ်အဲ့တော့ခရော့ကီတို့အစုဘာလို့ဒီရင်းမော်တလောက်ဒီရင်းနှီးမြုံလန်လဲဆိုတဲ့အဖြစ်ကိုခင်ဗျားအတိုင်းတားကြီးလုံးဝလုံးဝတွေးရမယ်ဒါကိုလည်းခင်ဗျားမေးခွန်းတော့ထုတ်ဆရာမလို့လို့ကျွန်တော်နည်းနည်းမြင်တယ်အဲ့တော့ကျွန်တော်တို့လက်ရှိမှာအာဆုံးသေးတဲ့စီးပွားရေးဘက်ချောတော်တော်လေးကိုကြီးကျူးတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကွန်ပြူပါအောင်ဘောလုံးပွဲကိုကြီးရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာချင်းလူစံပေါင်းကူညီလို့ရပါတယ်ဗျမြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တူပါနဲ့ကောင်းမွန်တော့ဒီလေးတစ်နေ့ ဖြစ်ပါစို့စုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့ညောင်းမှာပဲ ASD တွေ့ကြတော့ဘောအလုံးမကျူတမရမြန်မာလည်းကလစ်ပေးကြပါဗျမြန်မာကလစ်မှာအမြန်နိုင်ပါနောက်ဗီဒီယိုတစ်ခုကကျွန်တော်လေရင်ကနေပြီးတော့ကျွန်တော်ဒါ translate ရောက်မှာပဲ ASD တင်မှာတော့မယ်ကျွန်တော်တော့ပြပါအောင်ဒါလန်ဒန်ကနေနောက်ဆုံးရတဲ့ဗီဒီယိုဖြစ်ပါတယ်အဲလေဒါပါကျွန်တော်တော့ဒီခီးစံနောက်ဆုံးမှာတော့ဒီပါပါ